မိဘတိုင်းအတွက်အရေးကြီးဆုံးကကိုယ်ရင်သွေးလေးတွေကိုယ်သားသမီးလေးတွေကျန်းမာဖို့နဲ့ညာရင်ထက်ပြန့်ဖို့ဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်ဖို့အတွက်အခြေခံအုံးမြစ်ကမှန်ကန်တဲ့အဟာရပါ။ဒီနေ့မှာတော့ကလေးငယ်လေးတွေရဲ့ကြီးထွားဖို့ပြုံးဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အဟာရ၅မျိုးနဲ့အဲ့ဒီအဟာရတွေကိုဘယ်အစားအစာတွေကနေရနိုင်လဲဆိုတာလေ့လာကြည့်ကြရအောင်နော်။နံပါတ်1ပရိုတင်းကလေးငယ်တွေရဲ့ခန္ဓာကိုယ်ရဲ့ကသပင်းရေပြားကြွက်သားစားတဲ့ဖြင့်ဓာတ်ရုပ်အလုံးကိုတိဆောက်ဖို့နဲ့ပြုပြင်ဖို့အတွက်ပရိုတင်းကလိုအပ်ပါတယ်။ဒါအပြင်သူတို့ရဲ့ကိုယ်ခံစနစ်ကောင်းမွန်စေပြီးယောဂါတွေကိုတိုက်ထုတ်ဖို့လည်းပရိုတင်းကအဓိကကူညီပေးပါတယ်။ လူထင်းတဲ့ပါဝင်တဲ့အသားတောက်တွေအနေနဲ့ဥဒင်းချင်းပဲမျိုးမျိုးနဲ့အစီနဲတဲ့ကြက်သားငါးတို့ကိုနေ့စဉ်ကြွေးပေးပါနံပါတ်1တန်တက်ကလေးငယ်ရဲ့ညာရင်ဖွံ့ဖြိုးဖို့အတွက်တန်တက်ကအရေးကြီးဆုံးပါတန်တက်ဟာအောက်ဆီဂျင်ကိုအုံနောက်တဲ့ခန္ဓာကိုယ်စိတ်ပိုင်းအားလုံးစီပို့ပေးပါတယ်တန်တက်ချုပ်တဲ့ရင်ကလေးကညာရင်ဖွံ့ဖြိုးမှုအားနည်းနိုင်ပါတယ်ဝေးပြီး၆လနောက်ပိုင်းမှာတန်တက်ပါဝင်တဲ့ကလေးစီရဲ့မဲသားနဲ့ပဲ့ဒီလေးတွေကိုကျိုးတင်ပါတယ်နံပါတ်3ကယ်ဆီယမ်နဲ့ဗီတာမင် G ခိုင်မာတဲ့အလို့စိတ်ရဖို့အတွက်ကယ်ဆီယမ်တက်လိုအပ်ပါတယ်ဒါပေမဲ့ကယ်ဆီယမ်ကိုခန္ဓာကိုယ်ကကောင်းကောင်းစုပ်နိုင်ဖို့အတွက် ဗီတာမင် D လည်းမရှိလို့ဖြစ်လို့ရပါတယ်ဗီတာမင် D ကိုလေယောင်ကြီးကနေအဓိကရနိုင်တယ်လို့လို့ဆယ်မွန်ကားနဲ့ဖြစ်ဆက်စာတွေကနေလည်းရနိုင်ပါတယ်ကယ်ဆီယမ်ကိုတော့ဒင်ဂျင်နဲ့လို့အတွက်ပစ္စည်းတွေကနေအလွယ်တကူရရှိနိုင်ပါတယ်နံပါတ်၄ကျန်းမာရေးနဲ့ညီညွတ်တဲ့စီအိုမီဂါ3ဖက်တီအက်ဆစ်လို့လည်းခေါ်ကြတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေဟာကလေးတွေအတွက်စွမ်းအင်ဖြစ်တယ်လို့သူတို့ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်လည်းအရေးပါပါတယ်ဥပမာတော့ဘတ်ဒီဆယ်မွန်ကားနဲ့တန်လွန်စီတွေဟာဖက်တီအက်ဆစ်များများပါဝင်ပါတယ်နံပါတ်၅အမြင်တက်အမြင်တက်ဟာအာဟာရဓာတ်မဟုတ်ပေမဲ့ ကျမရဲ့အတွက်မရှိမဖြစ်တန်တယ်မျိုးဖြစ်ပါတယ်အစာချေစနစ်ကိုပုံမှန်လည်ပတ်စေပြီးကလေးငယ်လေးမကြာခဏဖြစ်တတ်တဲ့ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်အပြင်ထက်ကြွယ်ဝတဲ့အစားအစာများအဖြစ်ပန်းသီးတက်တော်သီးကစွဲဦးနဲ့အုံမီးဆန်လုံးညုံတို့မှာအမြင်ထက်ကြွယ်ဝသွားပါမှာတယ်ဒီအဟာရဓာတ်၅မျိုးကိုညှတ်တာသွားနေ့စဉ်ကြုံမွေးပေးခြင်းဖြင့်ကလေးငယ်များဉာဏ်ရည်ဖွံ့ဖြိုးပြီးကြီးထွားလာစေပါလိမ့်မယ်ကလေးလေးတွေစားကျင်သေးဖြစ်အောင်ချက်ပြုတ်ပြင်ဆင်တတ်ဖို့တော့လိုအပ်ပါတယ်မိဆွေတို့ရဲ့ရင်သွေးလေးတွေဉာဏ်ရည်တက်မြတ်ပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပန်းဆိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗီဒီယိုကိုကြည့်ရင် like and subscribe လုပ်ပေးခဲ့ကြပါဦးနော်